UAE နိုင်ငံသားတွေကိုပါကြကပကံအကောင်းဆုံးလူတွေလို့ပြောကြတာလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် UAE နိုင်ငံသားတွေကိုကပကံအကောင်းဆုံးသူတွေလို့ပြောကြတာဟာအကြောင်းမဲမဟုတ်ပါဘူး UAE အစိုးရကနိုင်ငံသားတွေအတွက်များပြားလာတဲ့ထောက်ပံ့မှုတွေနဲ့အခွင့်အရေးတွေကိုပေးထားလို့ဖြစ်ပါတယ် UAE ဟာနိုင်ငံသားတွေရဲ့လူမှုဘဝဖူလုံရေးကိုအထူးအလေးထားပြီးဝင်ငွေနေတဲ့သူတွေအတွက်လစဉ်ဝင်ငွေထောက်ပံ့ပေးတဲ့အစီအစဉ်တွေရှိပါတယ် အင်အားထောက်ပံ့ခြင်း၊ပညာရေးထောက်ပံ့ခြင်းနဲ့အလုံလမဲထောက်ပံ့ခြင်းတွေဖြင့်စာနယ်ဇင်းခန်းနဲ့အသုံးဆောင်ပစ္စည်းတွေကိုပါထောက်ပံ့ပေးတာကြောင့်နိုင်ငံသားတွေရဲ့ဘဝကိုအထောက်အကူဖြစ်စေပါရယ်။ UAE နိုင်ငံသားတွေဟာအလောက်ကိုင်းအခွင့်အလမ်းတွေမှာလည်းဦးစားပေးခံရလေးရှိပြီးလစာကောင်းတဲ့အလုပ်တွေကိုရရှိနိုင်ကြပုံများပါရယ်။အဆိုရကလည်းနိုင်ငံသားတွေကိုပုဂ္ဂလိကကဏ္ဍနဲ့ဗန်လုပ်ငန်းတွေမှာပုံမပါဝင်လာစေဖို့လစာထောက်ပံ့မှုအစီအစဉ်တွေကိုတိုးချဲ့ပေးထားပါရယ်။ ကြအပြင် UAE မှာကမ္ဘာအဆင့်မီပညာရေးနဲ့ကျန်းမာရေးအခြေခံအစအုံတွေရှိပြီးနိုင်ငံသားတွေဟာအရေးသိမ့်မြင့်ပညာရေးနဲ့ကျန်းမာရေးဆောင်ရှားမှုတွေကိုအခမဲ့ရရှိနိုင်ပါတယ်။အင်အားပိုင်ဆိုင်ခွင့်နဲ့စီးပွားရေးလုပ်ငန်းထူထောင်ခွင့်တွေဟာလည်း UAE နိုင်ငံသားတွေအတွက်အရေးပါတဲ့အခွင့်အရေးတွေဖြစ်ပါတယ်။အစိုးရကနိုင်ငံသားတွေအတွက်အင်အားဆောက်လုပ်ဖို့မြေနေရာတွေပေးတာ၊အတူတူသက်သာတဲ့ချင်းငွေတွေထုတ်ပေးတာစတဲ့ကူညီတွေကိုပေးပါတယ်။ကိုပိုင်စီးပွားရေးလုပ်ငန်းတွေထူထောင်မှုအတွက်လည်းအားပေးထောက်ပံ့ပြီးစံသက်တီထွင်တဲ့စီမံကိန်းတွေကိုလည်းအားပေးပါတယ်။ UAE ဟာအခုကဲလို့တဲ့စီးပွားရေးစနစ်ကိုကျင့်သုံးနေတဲ့အတွက်နိုင်ငံသားတွေဟာဝင်ငွေကုန်နဲ့အခြားခွန်တွေပေးဆောင်စရာမလိုပါဘူး။ဒါကြောင့်ဝင်ငွေပို့မှုရရှိပြီးချမ်းသာကြွယ်ဝနိုင်ပါတယ်။နိုင်ငံသားအခွင့်အရေးတွေအနေနဲ့နေပေပိုင်ခွင့်ရှာတွေ့ဝင်အောင်ရှင်ပြိုင်ခွင့်နဲ့ပိုင်ဆိုင်မှုအခွင့်အရေးတွေကိုရရှိခံစားနိုင်ပါတယ်။ရွှေဤနိုင်ငံကူလမဟာလေကမ္ဘာပေါ်မှာအားကောင်းဆုံးနေရာတစ်ခုဖြစ်ပြီးနိုင်ငံပေါင်း184နိုင်ငံအထိဗီဇာမလိုဘဲနဲ့သွားလာနိုင်ပါတယ်။ဒါရီအပြင်ရွှေဤအစိုးရဟာနိုင်ငံသားတွေရဲ့ဘဝရည်ရွယ်ချက်ကိုမြင့်တင်ပေးဖို့အတွက်အမြဲတမ်းစူးစမ်းနေပါတယ်။ ဒီလိုချက်လက်ပါများစွာကြောင့်ရွှေအီးနိုင်ငံသားတွေကိုကမ္ဘာကအကောင်းဆုံးသူတွေလို့ပြောကြတာဖြစ်ပါရယ်ရွှေအီးမှာလူဦးရေစေတန်းနေပါရှိပြီးဒီအထက်မှာတခြားနိုင်ငံတွေကလာရောက်နေထိုင်လုပ်ကိုင်နေသူတွေက၈သန်းခွဲလောက်ရှိနေကသူတို့တွေကတော့ဒီခွေရီတွေကိုမရရှိကြပါဘူးဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြံအစည်ကောင်းလေးတွေကိုစစမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလိုက်ရင် subscribe လေးလုပ်ခဲ့ပြီးဒီနောက်အ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ် နားဆင်ရပြီးကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းတို့လည်းကျေးဇူးထူးပဲတည်ရှိပါရယ်ရှင်။